ရှေ့၄ရက်လောက်ဆိုရင်အမထတော့မထနိုင်ဘူးအဲသူကဆိုရင်အားနေတာဆိုတော့သူကနှုံးနေအဲ့လိုနေလို့မကောင်းဘူးပေါ့နော်အဲဆရာဝန်နဲ့တော့အမဆက်ပြမှာ အဲ့ဒါရိုက်ခွင်းပေါ်ကြရင်တော့ကြီးကြရမေးရအောင်ပေါ့အော်ကျမကြီးပါအဓိကတော့အမအသက်ရွယ်နေဆိုအမအများကြီးအလုံးလုံးချင်သေးတာပေါ့နော်လုံးလုံးချင်သေးတော့ခါကြရနေမကောင်းတဲ့ခါမျိုးကြရင်စိတ်ညစ်တယ်အခုတော့မှပဲအဲ့လိုမျိုးဟိုဆိုဒီယမ်ကျနေတယ်ဆိုတော့ result ကအဲ့လိုထွက်လာတော့အမနေလို့သိမကောင်းဒီနေ့အောင်တော်တော်အားယူပြီးတော့မောင်လေးကိုလည်းလာမယ်လို့ပြောခဲ့တော့ အော်ငါမသွားရင်မကောင်းလေလို့ဆိုပြီးတော့ဂရိပေးထားတော့အမလည်းရောက်လာတာပေါ့နော်ရှေ့လေးရဲ့လောကဆိုရင် အမထတော့မထနိုင်ဘူးအဲသူကဆိုရင်အားနေတာဆိုတော့သူကနှုံးနေအဲ့နေလို့မကောင်းဘူးပေါ့နော်အဲဆရာဝန်နဲ့တော့အမဆက်ပြရမှာကိုယ့်ကိုအားမလို့အားမရဖြစ်တာပေါ့နော်အမတို့ကအလုံးလုတ်တဲ့ခါကျရင်စိတ်ရောကိုယ်ပါလုတ်တဲ့ခါကျရင် အာနေမကောင်းရင်စိတ်က စိတ်သွားတိုင်းကိုမပါတော့ဘူးသိရမလားဟိုဟန်ဆောင်ပါဆောင်တာလုံနေရတယ်ပြီးရင်အမားတို့လုံရတဲ့အခန်းမျိုးတွေကလည်းအဲ့လိုဒေါသထွက်တာပေါက်ကွဲတာအဲ့လိုမျိုးတွေကြရင်ဟိုတစ်ဖက်လူကိုလည်းအားနာရတယ်ကိုကမနိုင်လိုက်နိုင်ပြီးရင်ကိုကမှားနေရင်ကိုကခဏခဏကြီးပြန်ရိုက်နေရတယ်ဆိုရင်တစ်ဖက်လူတွေလည်းမကောင်းဘောเนาะဒါပေမဲ့ကိုကကိုလည်းတခါတည်းအပြီးဆိုပြီးတော့အထက်ရိုက်လိုက်ရင်လည်းနောက်တစ်ဆင့်ရိုက်ဖို့ကအမတော်တော်ပြင်ဆင်ရတယ်အဲအဲ့အဲ့ဒါလေးကြောင့်ဟိုဖြစ်နိုင်တော့ ကျမ်းမာကျင်တာပေါ့နော်အဓိကတော့ကျမ်းမာရေးပါပဲပူနေမှာကျမ်းမာရေးကောင်းအောင်ကျွန်တော်တခြားတွက်ချက်ပြီးတော့ရရရာခြေပေးမယ်လေโอเคကျမ်းမာရေးကောင်းရရာတော့တောင်းပဲလူယောက်ကအဓိကဓာကြီးလေးပါတဲ့ဖို့လိုတာပေါ့နော်ဓာကြီးလေးပါချွေးနေတယ်ဆိုရင်ခုလိုမျိုးကျမ်းမာရေးဖြစ်လာအဲ့ဓာကြီးလေးပါညင်ညွတ်ဖို့ဆိုရင်ကျွန်တော်တို့ဒီဘေးရင်ကိန်းကနန်းအရဆိုလို့ရှိရင်ဓာကြီးလေးပါညင်ညွတ်အောင်ဘယ်လိုအရွက်တွေကိုဘယ်လိုစောင့်နေစာလေးရှိတယ်အားဒီနဲ့ကောင်းဆုံးလုပ်ပေးမယ်မှာအားမောင်လေးယုံကြည်ပြီးသားရရာခြေပေးလိုက်ပဲ အာကြုံမှုပါတယ်အများကြီးပဲပေါ့နော်အာဒါပေမဲ့လည်းအမမအာအဖေလိုပေါ့နော်အမမိဘတွေမရှိရဲရအာရှိစင်နေရပေါ့နော်အာဖုံဖုံတစ်ပါးရှိရဲအမတို့ ਨੇ ဟို မိဘလူပေါ့အဲဆိုတော့အဖေရောမေရောကအဲ့ဒီဖုံဖုံကိုအမအောင်အက်ခဲ့တယ်ပေါ့နော်သူတမီးလေးအနေနဲ့ပေါ့နော်အက်ခဲ့တော့အဲ့ဒီဖုံဖုံကပဲအမရဲ့စက်မကြီးနဲ့ပတ်သက်ပြီးတော့အဲသူတခုခုဆိုရင်ပေါ့ဖုံဖုံရေတမီးကတော့ဒီလိုလေးဖြစ်နေတယ်ကြည်ပေးပါအောင်ဆိုရယ်အဲဖုံဖုံကပဲအဆဆရာအလုံးလုပ်ပေးပါတယ်အဲအမဖြစ်နေကြမဟုတ်တဲ့အရာမျိုးတွေပေါ့နော်အဲအဲ့လိုမျိုးတွေပေါ့အမအမြဲတမ်း active ဖြစ်နေတဲ့လူတယောက်ကနေပြီးတော့အမဘုံဆိုဟိုဘာမှလည်းမဖြစ်ဘဲနဲ့အဲ့ရတဲ့လဲသွားတာတို့ ဟိုလူကအဲ့လိုစိတ်မပျော်တော့တာလို့မတို့ညာလို့ကြာရင်အမအဲ့လိုကြိတ်ခိုင်းတာပေါ့နော်ထားမိသွားတာပေါ့သတိထားမိသွားတယ်ဟုတ်ပါဘောနော်အခုအမပြောရတာအဖြစ်ပဲလीနော်ဟိုကိုတခုခုလောက်တာတခုခုကိုယ့်ရဲ့ခန္ဓာကိုယ်မှာဖြစ်နေကြပုံမှန်နဲ့မတူပဲပြောင်းလဲသွားပြီစတဲ့တခုခုပြလာပြီဆိုလို့ရှိရင်အကောင်းဆုံးကတော့လေအဲ့ဖုန်းကြီးကိုယ်ကိုယ်တာအကောင်းဆုံးပဲကျွန်တော်တို့ဗုဒ္ဓဘာသာမှာဖရာတရားတန်ခါအဓိကပဲ ဘုရားရှိခိုးတဲ့အိမ်မှာပြီးတော့တရားနာတယ်ပြီးတော့တန်ခါကိုကိုးွယ်တယ်ဆိုအဲ့တန်ခါရဲ့စီးပေါ့နော်တန်ခါရဲ့မြစ်တာဓာတ်ကိုရတယ်ဆိုရင်ကြီးွားတယ်ပြီးတော့အဲ့အောင်းနန်းတိုက်တွေဆုံးတိုက်တွေဖယ်ရှားနိုင်တာပေါ့အဲ့တော့ဒါအမကဒါတန်ခါတော်ရဲ့အရေးအောက်အာဝတာအောက်မှာဘုရားရဲ့သားတော်ရဲ့မြစ်တာကိုခံယူထားတာဆိုတော့အမကကြမ်းပါတော့မှာပါအခုလည်းကြမ်းပါပါလေဖြစ်လာပါပါအခုကတက်ပြီးရရပါတခါအလုပ်ပြီးမှာပေါ့ဟုတ်ကောမအလုပ်ပြီးမှာ ။ဒါမောင်လေးရှိနေမှာတော့ပြည့်စုံသွားပြီ။ဟုတ်တယ်ဟုတ်တယ်။အဲတွေ့ကြုံရှိဘူးလားဆိုတော့ရှိတာပေါ့နော်။ရှိတာပေါ့ဆိုတော့ကျွန်တော်ကဒီလုံနဲ့လှုပ်ရှားနေတဲ့သူဆိုတော့ဒါမုံလို့တိုက်တာလည်းရှိတယ်ချစ်လို့တိုက်တာလည်းရှိတယ်။တချို့တော့တိတ်မှန်ပညာရှင်တွေကကျတော့မယုံဘူးဆိုပေမဲ့ကျွန်တော်တို့လူဝိုင်းမှာမမြင်ရတဲ့ဘုံဘွားတွေဆိုတော့ရှိတယ်။အဲ့ဘုံဘွားတွေကိုလည်းဥပ္ပခါပြုထားလို့မရဘူး။ဒါကိစ္စတွေကပြောမယုံကြုံမှသိတယ်။အတွေ့ကြုံတွေရှိတယ်။ဒါပေမဲ့အဓိကကြီးဖရာတရားတန်ခါကိုကိုယ်ဝယ်နေမှာဖြစ်ပါဦးရပါတယ်။